မြန်မာနဝချင်းတွေကိုအစစ်တဆိုင်အားပေးနားဆင်နေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel လေးကနေပြီးတော့ပရလောကနဲ့ဂမ္ယဇလံကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါရယ်။ဒီကနေ့မှာတော့ပရိသတ်များနားဆင်ရမယ့်ဇလံလေးကစာရေးဆရာနောင်ယိုစေးရေးသားထားတဲ့နက္ခတ်ရှင်စောဝါနဲ့အိမ်မက်တရားအမျိုးတည်ဇလံအပိုင်း၅ကိုပရိသတ်ကြီးကနားဆင်ရမှာဖြစ်ပါရယ်။မြင်ကွင်းတွေရုတ်တရက်ပြောင်းလဲသွားပြီးတဲ့နောက်မှာတော့ မထွားမိကနဲ့အိပ်ပျော်သွားရကလန်နိုးလာခဲ့တယ်။နဘေးကိုကြည့်လိုက်တဲ့အခါမှာဆိုအားကလုံလုံလှုပ်ရှားနေတာကိုတွေ့ရတယ်။ရေရေစားလိုက်တာရေပေးပါ။ဆိုအားရဲ့နှုတ်ကတဖောက်ဖွာရေရွတ်နေတယ်။ငါစောငါရေသွားခတ်ပေးမယ်။ငါထွားရေတစ်ခွက်ကိုအများဆုံးသွားခတ်လိုက်တယ်။ဆိုအားကိုခပ်ပြေးပြေးလေးရေတက်လိုက်တယ်။ရေတောက်ပြီးတဲ့နောက်မှာတော့ဆိုအားဟာမြဝန်းတွေကိုဖြွင့်ကြည့်လာတယ်။ လူကလည်းအသိစိတ်ကောင်းစွာကတ်တဲ့အသွင်ရှိနေတယ်။မျက်လုံးဖွဲ့ဖွဲ့ချင်းနဘေးစီရငထွားကိုမြင်လိုက်ရတော့စောရဝမ်းသာသွားတဲ့အသွင်ကိုထွားကိုထွားကကြက်ကိုကယ်လိုက်တာပဲ။ဂျီဟောဘယ်တော့ရောက်လာတာလဲ။ငါမနဲ့ကပဲရောက်လာတာငါစော။မင်းဘာတွေဖြစ်နေရလဲ။ကျွန်တော်လည်းမသိဘူးကိုထွား။ဒါနဲ့ကိုထွားကကြက်ကိုကယ်လိုက်တာ။อืมဟုတ်တယ်။ငါရောက်လာပြီလို့ပဲ။မဟုတ်ရင်တော့မင်း ကိုထွားသာရောက်မလာရင်ကျွန်တော်တော့တိတ်သွားမလားပဲငါထွားကတပင်းကိုအသာချလိုက်မိတယ်ငါရောက်လာတော့မင်းကိုဆက်ဆန့်ကြီးတွေ့ရတယ်မင်းကအိပ်ပျော်နေတာသုံးရကျော်ပြီတဲ့ငါလည်းမင်းကိုစမ်းသက်ကြည့်တယ်ကွာဟုတ်တယ်မင်းကအိပ်ပျော်နေတာအဲ့ဒါနဲ့မင်းပြန်နိုးလာမှကိုစောင့်စားရင်းနဲ့ငါတို့ရှိနေကြတာအခုညရောက်တော့ငါတို့အားလုံးကလည်းခရီးပန်းလာကြတယ်မင်းရဲ့မိမညင်းကလည်းမင်းအတွက်နဲ့အိပ်ရေးတွေပြက်ပင်ပန်းနေတာဆိုတော့ အခုနောက်ပဲငါအိတ်ခါလိုက်တာငါတော့မင်းကိုစောက်ချက်နေရခဲ့တယ်ဆိုတော့ကိုထွားကျွန်တော်စီကိုဘလို့ရောက်လာတာလဲငါလည်းမပြောတတ်ဘူးမင်းရဲ့လက်ကိုထိမိတဲ့အချိန်ရုတ်တရက်အိတ်ပျော်ပြီးတော့မင်းစီကိုရောက်လာခဲ့တာပဲစောရတူဝေသွားခဲ့တယ်ကျွန်တော်အိမ်မက်တွေမှတ်နေတာကြပြီဒီတခါတော့အဆိုးရဆုံးပဲအိမ်မက်ထဲမှာထပ်ပေါက်မရှိပဲလှောင်ပိတ်ခံရသလိုကိုဖြစ်နေရတယ် ဘယ်ရဘလို့အခုလိုဖြစ်နေရတာလဲကျွန်တော်လည်းမပြောတတ်ဘူးကိုထွားမင်းရဲ့အိမ်မက်တွေကတာမန်မဟုတ်ဘူးနော်ငါစောတခုခုတော့တခုခုပဲအခုလည်းငါသာအမှတ်မထည်ရောက်မလာခဲ့မင်းပြင်ပမှာဘယ်လောက်ထိတော့အိမ်မောကြနိုင်မလဲမသိဘူးဟုတ်တယ်ကိုထွားကျွန်တော်လည်းအခုလိုပိတ်လောက်နေတဲ့အိမ်မက်ကြီးကိုပထမဆုံးမှတ်ဖူးတာပဲကဲကဲငါစောထားလိုက်တော့ကွာနောက်မှအေးလို့လို့ပြောကြမယ် အခုနေတော့မိသားစုတွေအားလုံးဝတ်သာသွားမင်းနိုးလာပြီဆိုတော့ကိုပြောလာအောင်မယ်မိသားစုဆိုတော့အမနှင်းဖြူတို့ငချမ်းတော်ပါလာကြတာလားဟုတ်တယ်ရွာမပြက်ဘူးဆိုတာတည်တည်ချင်းအကုန်လုံးပြန်လာကြတာပဲကွာရွာထရောက်တော့မင်းလဲရွာထဲမှာနေတယ်ဆိုတဲ့အကြောင်းနဲ့မင်းဖြစ်နေတဲ့အကြောင်းတွေကိုသိရတာပဲအဲ့ဒါတွေထားလိုက်ပါတော့ကိုထွားရမင်းနဲ့ပြန်မှာပဲကျွန်တော်တို့ပြောကြမယ်အခုတော့မိသားစုတွေကိုတွေ့ချင်လာပြီ စောရပြောပြောဆိုဆိုအိယာစီယာထောက်ဖို့လှောက်ဆောင်နေ။နင်းနေငါစောငါသွားပြောလိုက်မယ်။မင်းတက်တောင်တက်တာနေအောင်။အော်ဒါနဲ့မင်းရဲ့အိမ်မက်အကြောင်းကိုတော့မသိစေနဲ့အောင်နော်။ထိန်ချန်ထားလိုက်။ဟုတ်ကဲ့ကိုထွား။ငါထွားနှင်းဖြူတော့နဲ့ငါချမ်းတို့စီအောင်စောရနိုးလာပြီးဖြစ်ကြအောင်သွားပြောပြရတယ်။အကော်လုံးဝမ်းသာအဲလက်ဖြစ်ပြီးတော့အိယာကနဲ့ဝယုံသုံးကထောက်ကုန်နေ။ငချမ်းကစောရရဲ့အနားကိုအရင်ရောက်လာတယ်။ကိုစော့ ခမရအခုလိုတရိပ်ပြင်ရလာတာတိတ်ဝမ်းသာတာပဲဗျ။ငချမ်းကဝမ်းသာစွာနဲ့ပြောရင်စော့ရောက်ကိုပွေဖက်လိုက်တယ်။ငါလည်းအတူတူပါပဲကွာ။ဒါနဲ့မင်းလူကောင်ထွားလာတာပဲနော်။ဟာလူကောင်လည်းထွားတယ်။ပြီးတော့ကိုစိုးလိုပဲ။ကြုတ်လည်းအဖေဖြစ်တော်မယ်ဗျ။ဟာဟုတ်လား။စော့ရနဲ့ငချမ်းအခြေတည်ပြောနေတဲ့အချိန်ဝင်းနေသူလေးရဲ့အချိန်မူတူနဲ့ဖခင်စီကိုရောက်လာတယ်။ဒါလေးကကိုစိုးတူမဝင်းနေသူလေးဗျာ။ ဟာမနေ့ကြီးလာတာပဲစောရကငတ်ထွားရဲ့ရင်ခွင်စရာဝင်းနေသူကိုချိန်ပြီးပြောလာတယ်။ဒီခိုက်အဲ့တွင်ငန်းစရာဗာကြီးတဲ့နှစ်ယောက်ကိုနှင်းပြူအားအလဲရတွဲပြီးရောက်လာတယ်။အကိုညင်ဟာစောကအကားဗကရီအတိုင်းငုတ်တုတ်ထိုင်နေတော့ကိုမြင်တော့ဝမ်းသာဝမ်းနဲ့ဖြစ်ပြီးမြင့်ယူပြီးစီးကြလာခဲ့တယ်။စောကထပြီးညင်ကိုအပြူတွဲထုလိုက်တယ်။ညင်ကစောရရဲ့ရင်ခွင်စီကိုတွုံးဝင်ရောက်ပြီးရှက်ကြီးတင်ငွေကိုကျွေးလိုက်ပါတော့တယ်။ညင် အကောင်တော့မိသားစုတွေရှိနေတယ်။အဲ့လိုကြီးမငုံနဲ့လေ။ဒီဘလောက်တောင်စိတ်ဖို့ပြီးစိုးရိမ်နေရလဲအကိုသိလား။ညင်းအောင်အားရအောင်ငိုပါစေစိုးရရဲ့။ဟုတ်တယ်ကိုစောညင်းအောင်ငိုပါစေ။ခင်မိုးတဲ့အတွက်ပူပန်ရတဲ့ဇနီးတယောက်ကရင်းနဲ့မဆက်အောင်ပိတ်လောင်နေရတာ။ဒါရီယိုမမသားချင်းပဲသိတယ်။ညင်းရင်ကအရာတွေပျောက်ပြတ်သွားအောင်ငိုပါစေ။နေပြူနဲ့တစ္ဆာရှေ့စင်နောက်စင်ပြောလာတယ်။ ဒါကြောင့်စောဝါလည်းဘာမှမပြောတော့ငင်းကိုဖိမဖက်တွေထားလိုက်တယ်။ငင်းကစောဝါရဲ့ရင်ငွေစီမှာအတန်ကြာတဲ့အထိရှက်ရှိုက်ပြီးငိုကြွေးလိုက်တယ်။ငင်းအကိုဘာမှမဖြစ်ဘူးနော်။ငင်းလည်းငိုရတာဒါလို့ဆိုရင်ရင်ထဲပေါက်သွားရောပေါ့။လာလာအကိုငါထွားလို့စီသွားထိုင်ကြရအောင်။စောရကငင်းကိုရင်ငွေစီရခွာလို့မြေရီကိုတုတ်ပြီးပြောလာတယ်။ဒါနဲ့စောရငင်းမူတွဲကငါထွားလို့စီမှာလာရောက်ထိုင်နေတယ်။အဲဒီနောက်မှာတော့သူတို့အားလုံးဟာ မတွေ့ဖြစ်တော့တဲ့နှစ်ကာလတွေစီကကျုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကိုပြန်ပြောင်းလို့ပြောပြနေကြပါတော့တယ်။အယူကြီးဖိုးမှတယောက်ဖျားလေးစီကအမောင်နဲ့မှတယောက်တည်းထားနေတယ်။သူဟာဝမ်းစရာဆာလောင်မှုတွက်ဖျားမှတွေ့ရတဲ့ဂရော့ဝဲတစ်ခုစီကငပြောသီးတွေကိုဖြုတ်ပြီးစားနေတယ်။အဲ့ဒီလူကြီးကလည်းကြောက်ဖို့ကောင်းလိုက်တာ။ငပြောသီးဆိုင်နဲ့ဥဖိုးမောင်ရဲ့နှုတ်စရာတဖွာဖွာရေရွနေတဲ့စကား။ဒီစကားကိုတော့သူကအကြိမ်ကြိမ်အထက်ထက်ရေရွနေမိတာ။ အိမ်ရထွက်လာကြရပြီတော်သေးတာပေါ့ငါ့ကိုဖះငပြိုသေးလေးကျွေးလို့မဟုတ်ရင်ဘိုက်ကဆာလုံးနေတော့မှာကျေးဇူးတင်လိုက်တာဖះရဲ့အယူကြီးဖုံးမောင်ကပြောပြောဆိုဆိုဖះကိုဥကုံချလိုက်တယ်ဒီခိုက်ဖះပရဝန်ဒေးစီကိုလူသုံးယောက်ဝင်ရောက်လာလိမ့်တယ်အဲ့ဒီလူတွေကဖះကလေးစီကိုရောက်လာခဲ့ကြတယ်အယူကြီးဖုံးမောင်အမြန်တော့ဒီလူတွေကယူနေနေသူမှတီးလို့မတိတရားကိုပြုတ်ပြီး ဇေဒီကလေးရဲ့တစ်ဖက်စီကိုထွက်သွားခဲ့ကြတယ်။ငမောက်ရဲ့အမွှာကြီးရှင့်နေတယ်ဆိုတဲ့ဖျားဒီဖျားဆိုတာတေးကြပြီလား။တေးကြတာထက်တောင်ပိုသေးတယ်။ဒီအမွှာကြီးကြောင့်ငကနဲ့ကားကငါထွားဖြုတ်ခွင်းသွားတာ။ဒီဖြစ်ရကဒို့လောကမှာနမယ်ကြီးလေကွာ။လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်ုံနေစက်မှာဖြစ်ဖြစ်ခဲ့တဲ့အဖြစ်ပြက်လား။အမှန်ပဲ။ဒါဖြင့်ငါတို့အခုလိုလုံးလို့ရောဖြစ်ပါမလား။တော်ကြငါထွားနိုင်ရင်ဆိုင်နေရအောင်ပဲ။ဟာတက်ဖြစ်တာပေါ့ကွာ။ မဖြစ်เสียဘာမှမရှိဘူး။ဘာကြောင့်လဲဆိုတော့ငါထွားဆိုတဲ့လူပြောင်းနေတာ။လင်းငါ6နှစ်မကတော့ဘူး။သူညီစောအားဆိုတဲ့ကောင်းတော်ရှိသေးတယ်။ဒါပေမဲ့ဒီကောင်းကလည်းလွန်ခဲ့တဲ့3-4ရက်တော့အဲ့နေင်းကိုဒိဋ္ဌိလက်နေရတဲ့လေ။ဒါကြောင့်လဲငါအခုလိုအာချင်စီစီရတာပေါ့။အေးနော်။ဘာမှသာမဟုတ်တာ။ငါတို့ဒီအခွင့်အရေးကိုဆောင်ဆိုင်နေတာတနည်းပြည့်တော့မယ်။အမှန်ပဲမောင်။အခုလိုအခွင့်ရဖို့အတွက်သူများအိမ်မှာတင်းငါလို့ရင်စောင့်နေရတာကွာ။ ငါမနားကြောင်ရင်ဘယ်နေရာကဖောက်အောင်လဲဆိုတော့ကိုလိုက်လိုက်ကြည့်ရတာအမောတပတ်ကလူသုံးယောက်ပြောလာတဲ့စကားတွေကိုဥဖုမောင်အတိုင်းသားကြားနေရတယ်။ဒါပေမဲ့ဘာလို့ပြောလဲဘာအတွက်ပြောလဲဆိုတော့ကို သူ့အနေနဲ့သိရှိနားလည်နိုင်ဖို့မစွမ်းတာ။ तू ကစိတ်ယွနေတဲ့သူမဟုတ်လား။တပွားလုံးပြောင်းပြန်လာအောင်ပြောင်းလဲသွားမယ်ကိစ္စပဲ။ဒါတော့အားဆက်ရမှာပေါ့။အေးပါကွာ။အောင်မြင်ပြီဆိုရင်တော့မလွှတ်ပြပါမှာတင်းငါလောက်ရတာ။ ငါအတွက်တော့တန်သွားပြီဟိအပြောဆိုရဖောက်ထွေးမဲ့သူ၃ယောက်ထိကမှ၁ယောက်ကနှစ်ပေါက်အောင်လက်ထောက်ချပြီးနေနေတဲ့သူကျန်တဲ့နှစ်ယောက်ကိုလက်ထောက်ချနေထိုင်သူကအခုမှပဲခေါ်လိုက်တောင်မှရောက်လာခဲ့တယ်သူတို့ကစောရရဲ့အဖြစ်ပြက်ကိုသိပြီးဒီကနေ့မှတော့ဌာပနာကိုဖောက်ထွေးမှုပြင်ဆင်နေရတဲ့အတွက်တရက်သာသတင်းအဆက်ပြက်ပြီးငါထွားတို့မိသားစုပြန်လဲရောက်ရှိလာခဲ့တာကိုမသိလိုက်ကြဘူးဒါနဲ့ခိုးဘက်မှာအယိုးရှိနေရနော်ဖြစ်ပါမလားဖြစ်ပါတယ်ကွာ သူ့ဘာသာတော်ယူနေလို့ချီမန်တိမန်တော်မသိတဲ့သူအာယုံစိုက်မနေကြမှာနဲ့အေးလေထက်တယ်ဆိုတော့လည်းစကြတာပေါ့ကွာဒီလိုနဲ့စကားတန်တွေတိတ်သွားခဲ့ကြတယ်တခဏကြာတော့ဒီလိုတွေရှိရသေးဒီလေးရဲ့တစ်ဖက်စီကနေတူးစွာဖောက်တင်းတဲ့နေထွက်ပေါ်လာခဲ့တယ်ဒါအယူကြီးဖုံးမောင်ကြားမိတယ်ဒီကောင်တွေဘာတွေလုပ်နေကြတာပါလိမ့်သူ့စိတ်ထဲမှာလည်းတိကျစိတ်ပြင်းပြသွားခဲ့တယ်ဒါကြောင့်နေရာစရာထပ်ပြီးတော့ ဇီရီကလေးရဲ့တစ်ဖက်စီကိုချောင်းမြောင်ကြည့်လိုက်လေတယ်။သူ့ရဲ့မြင်ကွင်းထဲမှာလည်းလူသုံးယောက်စီဖျားလေးကိုထုတ်ရဖြူဖြက်နေတာကိုမြင်လိုက်ရလေတယ်။ရခေရွာအနေထားနဲ့ဆိုရင်ဖျားနဲ့ရွာကတိတ်မွေးပေမဲ့အခုရွာအစ်စ်နေရာနဲ့တော့အတော်အတန်ဝေးတယ်။ဒါကြောင့်မဲ့သူ့ရဲ့ထုရိုက်တံတွေကိုရွာကလေးစီကမကြားနိုင်တာတော့တေချာလုံးလာတယ်။ဒီကောင်နေငါ့ရဲ့ကျေးဇူးရှင်ဖျားကိုတုန်နေရနေတာပဲ။မဖြစ်ဘူးမဖြစ်ဘူး။ဖျားကငါ့ကိုငပြိုးအစ်စ်ကြွေးထားတာ ဖះငါကောက်ခွေပေးရမယ်။ယူကြည်ဖိုးမောင်ကပြောပြောဆိုဆိုသူ့ထိုင်နေရာစီကိုပြန်လာပြီးတော့သူ့ရဲ့ငပြောရိုးတနက်ကိုယူလိုက်တယ်။အဲနောက်တစ်ဖက်ကအလှမြန်ပြေးဝင်သွားပြီးပါဇက်ကနေတတိုင်းတိုင်းနဲ့ပြစ်လိုက်တယ်။သူ့ရဲ့အပြုတ်မှုကြောင့်တစ်ဖက်ကတူးဆွနေတဲ့သူတွေထိလောင်သွားကြတယ်။ဒါမဲ့ထိလိုက်ခြင်းကနေချက်ချင်းပဲရီမောစရာအဖြစ်ဖြစ်သွားခဲ့ကြတယ်။မင်းတို့ငါတနက်နဲ့ပြစ်နေရ။တိတ်လေတိတ်ကြလေ။ဘာလို့တရမှာလဲဗျ။ ဲ့တနဲ့ကြီးကအတုယူတနကအတုလဲမင်းတို့ပြင်တရမှာပဲကွာဟဲ့လူကြီးဒီမှာအလောက်များနေတယ်လာမရှုပ်နဲ့ဝဲဝဲသွားစမ်းများမင်းတို့ကဖះအောင်တူနေထုတ်နေတာငါဘာလို့သွားရမှာလဲဒီဖះငါရဲ့ကျေးဇူးရှင်ကွာငါငပြောသေးကြွေးထားတာတခါကြတယ်ကွာမြမြမောင်းထုတ်လိုက်စမ်းပါတယောက်ကပြောလာတယ်ဒီကတက်ခါဆိုတဲ့ဥဖုံးမောင်နဲ့အခြေတင်ပြောနေတဲ့သူကဟဲ့လူကြီး ခမရသွားမလားမသွားဘူးလားမသွားရင်ဒီမှာနော်ဒီလူကဓာတ်ကိုပြရင်ပြောလာတယ်မသွားဟုတ်ကွာမသွားဟုတ်ဟာဒီလောက်တောင်ဖြစ်လာတာဆိုပြီးတက္ကသိုလ်ရဲ့လူကစိတ်မရှိစွာနဲ့ဥပ္ပမောင်ကိုစောက်တုံးချလိုက်တယ်ဥပ္ပမောင်တယောက်ရှင်မြင်းကလေးစီကနေအောက်စီကိုပြုတ်ကျလိုက်တယ်ဥပ္ပမောင်ကနာကျင်သွားရတဲ့အတွက်အလွန်အမင်းဒေါသထွက်သွားတယ်ချက်ချင်းပဲပြန်လဲထလာပြီးတော့လက်ထက်ကငပြိုးရတဲ့နဲ့အဲ့ဒီလူကိုပြိုက်တော့တယ်ဟာ ဟဲ့လို့မရိုက်နေပြနားနေဟာတက်ခါတော့ရှင်းစရာရှိတာမြင်မြင်မရှင်းဘူးလက်ထောက်ချနေတဲ့လူကတက်ခါကိုမြေတွန်းတောက်တီးပြီးနေရာကနေထားလို့ငှက်ကြီးအောင်ဓာတ်ကိုကောက်ကိုက်ငါတက်ခါကိုရိုက်နေတဲ့ဥပုမောင်ကအနောက်ကနေပွေဖက်ပြီးကြောပြင်းစီရောတဆုံထိုးသွင်းလာလေတယ်ဒါမှမထားတော့မို့ဥပုမောင်အာအာတင်သွားခဲ့တယ်အနောက်ကထိုးတာဆိုတော့သူ့ရဲ့ဝမ်ပိုက်စီကပေါက်ထွက်လာတဲ့ဓာတ်ဥကိုမယုံကြည်နိုင်စွာကြောက်ရွံ့ထိတ်လန့်စွာနဲ့ကြည့်နေတယ် ဒီကိုင်အနောက်ကဓာတ်ကိုဆွဲနှုတ်ပြီးထပ်မံထိုးသွင်းပြန်တယ်။သုံးချက်လောက်မှာတော့ဥဖိုးမောင်သတိဝင်လာပြီးယုံကြည်တယ်။မရတော့သူ့ရဲ့တကောလုံးအာရုံတွေမရှိတော့သလိုခုနှစ်ချက်တိတိထိုးသွင်းပြီးတဲ့အချိန်ဓာတ်ထိုးတဲ့သူကဥဖိုးမောင်ကိုတန်းဖက်ပြီးချုပ်ထားရကလှုပ်ပေးလိုက်တယ်။ဥဖိုးမောင်တယောက်တွေ့ဦးတွေ့တဲ့နဲ့ဖျားလေးရဲ့ရင်မြပေါ်ကနေဆေးပြေးလာတယ်။ဒါပေမဲ့ခြေလက်ငါလန့်ခန့်သာလှမ်းနိုင်ပြီးဘိုင်းကနေလဲကြကတင်ငယ်စောနဲ့လွတ်လွတ်ရွံ့ကန်နေလေတယ်။ မင်းကလုံးဆရာရှိတာကိုအပြတ်မလုပ်ဘူး။ကျုပ်ကတဏှာတက်လို့ပါကိုမောင်ရေ။တဏှာတက်ရင်လည်းလုံးမမလုံဆန်းနဲ့ကွ။ချိရမှာပဲ။ကိုမောင်ဆိုသူကတက်ခါကိုဆဲဆိုတယ်။ဘာကြီးဆက်ဖောက်တော့။ငမောင်ကကျေးရတဲ့တယောက်ကိုပြောလိုက်တယ်။ပြီးတော့သူတို့နှစ်ယောက်အနားစီကိုသွားလိုက်တယ်။တိတ်မကြ။ဖျားလေးစီကတောက်တောက်တောက်တဲ့အတန်တွေကစိကြကြကြထွက်ပေါ်လာခဲ့တယ်။ကိုထွားညင်ရင်ညင် ိမ်ရှိစီဟာစုညပုညအော်ဟစ်တန်နေကြောက်ညာတော့အဲ့ရဝေချင်နောက်ကြပြီးအိမ်နေဆဲဖြစ်တဲ့ငါထွားတို့နိုးလာခဲ့တယ်။စောကလည်းကောင်းမွန်စွာနဲ့နိုးထလာခဲ့တယ်။ခေါ်တဲ့နွေရအလွန်အမင်းအရေးကြီးလို့နေတဲ့ထင်မာရဲ့အဆက်မပြတ်ကိုခေါ်နေကြတာ။ဘာများအရေးကြီးလို့လဲမသိဘူး။ညီကကိုလေးလုံဝေကြီးနဲ့ထဝကျူးစားနေတယ်။စောကတော့ငင်းကိုတားလိုက်ပြီးအိမ်ရှိစီကိုထွက်လာတယ်။ငါထွားကအိမ်ကစီကထွက်လာတော့နှစ်ယောက်အပြိုင်အိမ်ရှိစီကိုရောက်လာတယ်။ တကြီးပါလားဘာများအရေးကြီးလို့လဲတကြီးကစောရသတိပြန်ရလာတဲ့အတွက်ဝမ်းသာတဲ့အသေးဖြစ်သွားပေမဲ့ချက်ချင်းပဲပြန်လဲညှို့ငယ်သွားခဲ့တယ်ကိုစောကသတိပြန်ရနေပြီပဲဝမ်းသာပါတယ်ဗျာဒါပေမဲ့ဝမ်းနေစရာသတိတခုတော့ပြောရမယ်ဗျဘာသတိလဲဗျကိုစောရဲ့အဖေဥဖိုးမောင်ရွာထက်ကဖျားလေးစီမှာအသက်ခံလိုက်ရတယ်ဖျားလေးလည်းထာဝနာဖောက်ခံထားရတယ်ဗျာ ဇောဝါတယောက်အသိစိတ်တွေတွတ်တွက်ခပြီးလောကကြီးတစ်ခုလုံးခြားခြားလဲသွားခဲ့တယ်။ငါထွားလဲထူပူသွားခဲ့တယ်။ဇောယကသူ့ကိုယ်သူဒိဋ္ဌိမထားနိုင်ခင်မှာပဲအိမ်မော်စီကနေခုံချပြီးတော့ရွာထိပ်စီကိုပြေးထွက်သွားခဲ့တယ်။ငါထွားကဇောဝါရဲ့အနောက်စီကထက်ချက်မကွာလိုက်ပါလာခဲ့တယ်။ငါချမ်းတို့ဟာအိမ်ထဲစီကထွက်လာကြပြီးနောက်တကြီးတို့လူစုနဲ့အတူတူအနောက်ကနေလိုက်ကြလေတယ်။ဖျားလေးစီကိုရောက်တော့ဥဖို့မှာငါမြေပြင်စီမှာမှောက်ရက်သားလဲကြတိတ်ဆုံးနေလေရဲ့ နာကျင်ပြပြမှုကိုခံစားရပြီးတည်ဆုံးရတာဆိုတော့လက်ထဲမှာနင်းစရာကိုကိုချစ်ဆုတ်ခိုင်ထားရင်ကနောက်ဆုံးဆုတ်ခိုင်ထားမိတဲ့မျက်အခြေလေးတွေကိုစိတ်မကောင်းမွေရာတွေ့လိုက်ရပါတယ်။ဆောရဟာသူ့ရဲ့ဖခင်ဖြစ်သူအလောင်းကိုဖတ်ပြီးငိုကြွေးနေတယ်။ငါထွားကလည်းဆောရကိုနှစ်သိမ့်ရင်ဥဖုံးပေါင်ရဲ့ဒဏ်ရာတချက်တွေကိုချစ်ရှုနေလေတယ်။အနောက်ကလိုက်လာကြတဲ့ငချမ်းတို့ရောက်ရှိလာခဲ့တယ်။အဖေငင်းဟာဆောရလိုပဲဥဖုံးပေါင်ကိုအပြစ်ဖက်ကငိုကြွေးလေတယ်။ သူတို့နှစ်ယောက်စီမှာဖခင်ဆိုတာဒီတယောက်ပဲရှိတော့တာမဟုတ်လားဒါတွေအားလုံးကြောက်ကြောက်ဖြစ်ရတာအချက်တယောက်ဦးဖုံးမောင်ရဲ့အလောင်းနောက်မသွားနိုင်ရောက်ရနေရစီမှာပဲဒူးထောက်ကြပြီးရရွတ်နေမိတယ်သူ့ရဲ့မြင်ွေးထဲမှာတော့မနေ့တော့ဦးဖုံးမောင်ကိုမသိပဲချိန်မောင်းပြီးတဲ့ပုံရိပ်တွေထိဟလာနေတယ်တစ္ဆာကငချမ်းကိုဖေးမနှစ်သိမ့်နေတယ်မြင့်ဖြူကလည်းညင်းစီကိုသွားပြီးနှစ်သိမ့်နေတယ်ငါထွားကဦးဖုံးမောင်ရဲ့အလောင်းကိုတစ်ချက်တစ်ချက်ဆူဆိုက်ကြည့်လိုက်တယ် ပြီးတော့အံကိုတင်းတင်းကျိတ်ပြီးစောရရဲ့ပခုံးကိုလက်နဲ့ပုတ်ကာစိတ်ကိုတင်းနာငါစောငါတို့မှလုံးစရာတွေရှိလာပြီငါထွားရဲ့အပြောစောရမတုတ်ပြန်ပြီငါထွားကတော့နေရာကထပြီးအခင်းဖြစ်ထားတဲ့ခြေရခြေခင်းတွေကိုလက်လက်ကြည့်ရှုလိုက်တယ်ဌာပနာဖောက်ထွေးထားတဲ့နေရာကိုလည်းအသေးချာကြည့်လိုက်တယ်ခြေရခြေခင်းတွေအရဥပုံမောင်ကရင်းမြစ်တော့အပေါ်မှာဓာတ်နဲ့အထိုးခံရတာကိုသိမိတယ် အဲ့ဒီကနေအောက်ကိုဆင်းပြေးရင်လဲကြတိတ်ဆုံးတော့ကိုလည်းသိမရလေတယ်။ဌာဝနာဖောက်ထင်းတဲ့သူကဥဖုံးမောင်နဲ့စုံမိပြီးတက်ဖြတ်သွားတယ်လို့ငထွားသုံးသပ်မိတယ်။ဌာဝနာဖောက်ထင်းရကိုအသေးချစစ်ဆေးကြည့်ရှုတော့တကြီးနဲ့တခြားလူတွေကလည်းငထွားရဲ့အနာကိုရောက်လာပြီးတော့ကြည့်ရှုနေကြတယ်။တကြီးဒီနာဝင်းကျင်ကိုလူဖြတ်ပြီးတော့တဲတော်စာရှာကြည့်ဗျာ။စိတ်ထဲမတင်ကားတာမှန်သမျှကြုတ်ကြည့်ချင်တယ်။အလောင်းမကြီးတဲ့သူတွေကိုလည်းဟိုဟိုဒီဒီရှာမသွားစေနဲ့။ ဲတော်စားတွေပြတ်ကုန်လိမ့်မယ်။ဟုတ်ကဲ့ကိုထွား။တကြီးကငထွားပြောတဲ့အတိုင်းသူ့ရဲ့လူတွေကိုဖြန့်ကျက်လို့တဲလုံစားတွေကိုရှောက်ဖွေးစေတယ်။သူကိုယ်တိုင်ကဌာပနာအဖောက်ခံရတဲ့နေရာစီမှာအိုကျိုးအိုးပဲတွေကိုဖယ်ပြီးတဲလုံစားရှာတယ်။စောက်သွားတဲ့ချောင်းကိုတွေ့ရပြီးတော့စောက်သွားအသည့်ဆက်ဆက်မဟုတ်အတုံးပြုတ်ပြီးသားအဟောင်းတစ်ခုထေရှားတဲ့အမှတ်သားရေတော့မပါ။အရာကအဲ့ဒီဆောက်သားကိုအသေးချာစစ်ဆေးပြီးတင်စီလိုက်လေ။ဌာပနာတိုက်ကိုကြည့်တော့အလုံးစုံဖောက်ထင်းသွားပြီး အထဲစီမှလည်းဌာပနာပစ္စည်းဆိုလိုဘာဆိုဘာမှရှိမနေတော့ဌာပနာတိုက်ကဒုရယာအကျေဖောက်ထွဲခံရပြီဒါပေမဲ့ဒီဒီချိန်တော့လူတယောက်ကိုယ်တော်မှတက်ဖြတ်သွားသေးတယ်ထာဝနာဖောက်တဲ့သူကအလွန်ရက်ဆက်သူဖြစ်လိမ့်မယ်လို့ငါထွားကောက်ချက်ချမိတယ်။အရင်ထာဝနာဖောက်သူစောကျော်ကတော့ငါချမ်းတယောက်အနားမှာရှိနေတာကိုတော့မှအနေရမပေးပဲစစ်ခတ်လို့သာဖောက်ထင်းသွားခဲ့တာ။ဒီအချင်းရကိုချိန်ဆကြည့်ဒီဒီကျိထာဝနာဖောက်တဲ့သူက တူတူယောက်ထဲမဖြစ်နိုင်ဘူးလို့ငါထွားအဖြေရမိတယ်။အ ਨੇ ဆုံး၃ယောက်ကနေ၄ယောက်ရှိလိမ့်မယ်လို့ထပ်မံကောက်ချက်ဆွဲမိပြန်တယ်။ဘယ်လိုပဲဖြစ်ဖြစ်ဒီလူတွေကအဲ့နေတဲ့အကြောင်းအမည်ဆွဲရုံမဟုတ်ပဲမိစားနေပါထိုးချင်ပြီ။ဒါကြောင့်ဒုစုံတစ်ခုတော့ပြင်းပြင်းထန်ထန်တုတ်ပြင်ရလိမ့်မယ်။ပဝင်းချင်းကိုလိုက်လံကြည့်ရှုတဲ့သူတွေစီကနေဒုစုံတရားထူးခြားမှုမရဘူး။တဲလုံစားအနေနဲ့ငါထွားရရှိထားတဲ့စောက်သားတစ်ခုပဲရရှိထားတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ဒီဆောက်သားတစ်ခုကလည်းသဲလွန်စားတစ်ခုဖြစ်ပြီးတော့ပါနက်စွာဆွဲထုတ်တဲ့တရခန်နဲ့ပတ်သက်တဲ့အကြောင်းအရာအလုံးစုံကိုရရှိနိုင်ပြီ။အဲနောက်မှာတော့ဥဖို့မောင်ရဲ့နာယီကိစ္စကိုစစ်စစ်ပြုလုပ်ကြတယ်။အိမ်များတရာလုံးကဥဖို့မောင်အသက်ခံရတာကတကြားပွဲတော်ချိပမယ်ဆိုပြီးသတ်မှတ်ထားကမှဖျားလေးကိုဌာမနာအဖောက်ခံရတဲ့အတွက်စိတ်မကောင်းဖြစ်နေမိကြတယ်။ဒီကာလမှာတော့တရာလုံးဟာညှဉ်းငယ်စွာနဲ့နေနေကြတယ်။ ဆိုအားကတော့တသက်တာလုံးဝေးကွာနေရတဲ့ဖခင်ဖြစ်သူနဲ့ပြန်လည်စုံစည်းပြီးနောက်တသက်လုံးအတူတကွဖြတ်တန်းရပြီလို့အထင်ရှိထားတဲ့အချိန်ချင်းမမထားပဲယခုလိုဖြစ်ရတဲ့အပေါ်ယူကျုံမရဖြစ်ပြီးအိယာထဲမှာပဲလဲနေတယ်ငါထွားတော့နာယီကိစ္စကိုဦးစီးဦးဆောင်ကလောက်ဆောင်ပေးလိမ့်တယ်ဒီကြိုးတဲ့နေ့မှာတော့မိုးတွေက အုံမိုင်းနေတယ်လူတွေကပုံမှန်ထက်ပိုပြီးတာတာပြေးပြေးတိုက်ခတ်နေတယ်ဒီအတွက်ကြောင့်ဝမ်းနဲ့စရာကာလုံးနဲ့အခက်တန်းကပိုလို့တော်မှာအခန့်ရခက်စီတယ် အဖေအဲကျုပ်တို့တသက်လုံးအတူတူဖြတ်တန်းရပြီလို့ထင်ခဲ့တာဗျာစောရကဖခင်ဖြစ်သူရဲ့မျက်နှာကိုမျက်ရည်ဆက်လက်နဲ့နောက်ဆုံးကြည့်ပြီးငိုကြွေးလိုက်တယ်။အင်းများတရားလုံးကစောရတို့တာဖားရဲ့အကြောင်းကိုသိထားကြတဲ့အတွက် စောရရဲ့ငိုတဲ့ကြောင့်မျက်ရည်မခံတဲ့သူတွေပါလိုက်ပါငိုကြွေးကြလိမ့်တယ်။ငိမ့်လဲငိုကြွေးလိုက်တယ်။အားလုံးထဲမှာတော့ဥဖို့မောင်တည်ဆုံးတဲ့နေ့ကလေးကအခုအချိန်ကြီးစကားတခုမဆုံးအစာလဲတခုတည်းလေးမှမစားပဲ ကြောက်ရွံ့ကြည့်လို့ငုံငုံကြည့်ရှိနေတဲ့သူကငချမ်းငချမ်းကတော့သူ့အတွက်တယောစင်အကြီးအဆိုးဖြစ်တဲ့အကိုဖြစ်သူဆိုအားရဲ့ဖခင်ဖြစ်သူဟာသူ့ကြောင့်တည်ဆုံးရတယ်ဆိုပြီးတထစ်ချယူဆလိုက်တယ်ဘသူတွေဘလို့ပဲဖြောင်းပြပါစေငချမ်းကလက်မခံဘူးအရာရာကသူ့ကြောင့်လိုပဲယူဆနေလေရေကြိုးပြည့်စည်တဲ့နောက်ညပိုင်းမှာတော့ငချမ်းတယောက်အိမ်ကနေတိတ်တိတ်ဆိတ်ထွက်သွားလိမ့်မယ်ငချမ်းထွက်သွားတော့ဘသူမှမသိလိုက်ကြအောင် ငါထွားလည်းနာရီကိစ္စစီမှာအလုံးစုံအာယုံစိုက်နေရတာဆိုတော့ငါချက်ထွက်သွားတာကိုမသိလိုက်ဘူးငါချက်စာတစာကိုတော့ရေးသားထားခဲ့တယ်သူရေးထားခဲ့တဲ့စာတော့ဥဆုံးအနေနဲ့မမသစ်စာမိဘွားချိန်မှာကြုံနှောင်းမှမရှိပေးနိုင်လို့နင်းနေနေနဲ့တောင်းမှမှာတယ်အကိုစောရရဲ့အဖေတည်ဆုံးရတာကကြုံကြုံလို့ပဲကြုံယူဆနေမိတယ်အကိုအတွက်ကြုံပြန်ပြီးပေးဆက်ခြင်းတယ်ဒါကြောင့်လူသက်သမားကိုရှောက်ဖွေပြီးလက်စားချေဖို့ ကြောက်ထွက်သွားပါတော့မယ်။ဘယ်ရောက်ကမှမတိုင်မဲမပြောဆိုမိလို့အကုံငထွားနဲ့အမောက်လည်းကြုံတောင်းမှပါတယ်ဗျာ။ဒီလိုမှမဟုတ်ရင်ကြုံအကိုဆိုးရနဲ့မငိမ့်အောင်ဘလို့မှရင်ဆိုင်နိုင်မှာမဟုတ်လို့ပါ။စာဒီမြပဲ။စာရတော့ငချက်တယောက်လက်စားချေဖို့အတွက်ထွက်သွားတာတေချာလို့မကတေချာနေပြီ။တစ္ဆာကတော့ငိုနေတယ်။မကြခဲ့မြဖွားတော့မဲ့မိမသားတယောက်ခင်မိုးတဲ့ရဲ့အနာစီမှာမရှိရခြင်းကများစွာအားငင်နေလိမ့်မယ်။ င်းဖြူလဲငုံနေမိတယ်။သူမရဲ့စိတ်ထဲမှာလဲမဖြစ်သူပေါ်စိတ်ပူချင်းစွန့်ရည်ချင်းနေပြင်းဂယုနာဒေါသတွေလဲဖြစ်ပေါ်နေတယ်။စောအနဲ့ညင်းကအပူပေါ်အပူမစင့်စီလို့တဲ့အတွက်ငချမ်းထွက်သွားတဲ့ကိစ္စကိုငထွားအသိမပေးစေခဲ့။ငထွားကတော့အဖြစ်ပြက်အလုံးစုံအတွက်ဘလို့ဖြစ်ရှိရမလဲဆိုတာကိုအဖြစ်ရှာရင်တွေးတောနေတယ်။ဒါပြေတစ်ဖက်မှာလဲနာယီကိစ္စအတမျိုးဌာပနာအဖောက်ခံရတာကိုတဖုံစီမံပေးရင်တစ်ဖက်ကလည်း ကျုံမြင့်တို့စီကိုစာဖို့လို့ဆက်သွယ်ထားလိမ့်တယ်။ပရိသတ်များရှိနက္ခတ်ရှင်စောအားနဲ့အိမ်မက်တရားအမျိုးတည်ဇလန်းအပိုင်းငါတော့ဒီလောက်ပါပဲနော်။နားစင်အားပေးကြတဲ့ပရိသတ်တွေတူချင်းစီကိုကျေးဇူးထူးပဲတင်ရှိသလို။စာရေးဆရာနောင်ယူစေကိုလည်းကျေးဇူးထူးပဲတင်ရှိပါတယ်ရှင့်။ဒီဇလန်းလေးကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူးမေပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမချင်းတွေကို အစင်သာရပတ်ဆိုင်နိုင်ကြပါစေရှင်။